ော်မြန်မာပြည်မှာဆိုရင်အခုတော့ရှိအောင်လားပြီအရင်တုန်းကပထမပုံလေးကဗန်ကသူရဲ့ဝန်ထမ်းတွေရဲ့အရေးချင်းပုံမှာဘောနပ်စုချတာရှိတယ်ရိုးရိုးဘက်ချလာဘွဲ့ရဆိုရင်သူရဲ့လဆာပုံမှာဘောနပ်ဘလောက်ပေါ့နော်အမပြောပါတော့ပဲမဲ့ဒါပေးတယ်ပေါ့ပြန်ရိုးရိုးဘွဲ့ထက်မာစတာပြီးတဲ့သူကလည်းပုံများတယ်အဲ့ဒါနဲ့နိုင်ငံခြားကနေဒီ LCC မျိုးတင်တာတက်ပြီးတော့နိုင်ငံခြားရဲ့လက်မှတ်ရတဲ့သူတွေဆိုရင်လည်းပေးတယ်အဲ့လိုမျိုးလေးတွေသူတို့ကလုပ်တဲ့ကုမ္ပဏီတွေရှိတယ် เนาะဆိုတော့ကသူတို့ရဲ့စူးစမ်းမှုပေါ်မှာဒီမပြုတ်ပေးတာဒါပြည်ရင်းမှာမြန်မာပြည်ထဲမှာတောင်မှအဲ့လိုရှိတယ်အဲကြောင့်နိုင်ငံတကာမှာဆိုရင်တော့ပို့ပြီးတော့သုံးဝင်တယ်ကျွန်တော်ပြီးခဲ့တဲ့2024မှာအခုသမ္မတ Trump ရဲ့ငါဗီဇာတွေမပိတ်ခင်ပေါ့နော်အရင်ဆိုရ Biden လက်ထက်ကအမေရိကကိုလဲချင်တော့ဗီဇာရှောက်တယ်ဗီဇာရှောက်တဲ့အခါမှာဒီအမေရိကကိုသွားတဲ့တော်တော်များများက tourist နဲ့သွားရင်သွားပေါ့နော် tourist ဆိုတာကဒီ overnight ကိုမြန်နေရှောက်ပေးတာပေါ့အဲ့လိုမျိုးနဲ့သွားရင်သွားမဟုတ်ရင် အခုဘာသာတွားတဲ့သူတွေတော်တော်များများကဒီ US မှာရှိတဲ့တယောက်ယောက်ကခေါ်တာပေါ့နော်အဖွဲ့အစည်းတစ်ခုကနေသူ့အဖွဲ့အစည်းနာမည်နဲ့လမ်းပြီးတော့ခေါ်စာပို့ပြီးတော့အဲခေါ်စာနဲ့ဗီဇာရှောက်ရတယ်။အဲ့လိုခေါ်စာနဲ့ရှောက်ပြီးတော့ခေါ်စာနဲ့ခေါ်ပြီးတော့ရှောက်တာတောင်မှတော်တော်များများ reject ဖြစ်တယ်2014 June July August မှာအဲ့ချိန်မှာကျွန်တော်လည်းရှောက်တယ်ပေါ့နော်ရှောက်တဲ့အခါမှာကျွန်တော်တော့ခေါ်စာမရှိဘူးဟိုဘက်ကနေခေါ်မဲ့အဖွဲ့အစည်းဘာလို့မရှိကျွန်တော်ဘာသာဒီတိုင်းရှောက်တာ အထက်မှာတော့ကျွန်တော်ရဲ့ဒီတင်နန်းလုပ်ငန်းတော့ပြရတယ်ဒါပေမဲ့တင်နန်းလုပ်ငန်းဆိုရင်တင်နန်းကလည်းဒီ covid ကရေကငြိမ်နေတာပေါ့အားကြောင့်မပြတော့ပေါ့နော်ဒါပေမဲ့ဒီမှာပြတာကကျွန်တော်ကဒီတွင်းကနေပွဲတစ်ခုရထားတယ်ပြီး assistant level 1 2 3လက်မှတ်တွေပေါ့နော် UK လက်မှတ်တွေရှိတယ်အဲ့ဒီ UK လက်မှတ်တွေပါတင်မှာဖြစ်တယ်အဲ့ခါမှာအအောင်ဆရာပေါ့နော်ကိုကဒီတွင်းမှာလည်းလုပ်ငန်းတစ်ခုရှိတယ်ဒီတွင်းမှာလည်းပွဲရထားတယ်ပြီး UK ကပေးတဲ့ diploma လက်မှတ်လည်းရှိတယ်ဆိုတဲ့အရာလေးဆိုတော့ ဗီဇာရသွားတယ်နော်ခေါ်စာမရှိဘူးဘာမှခေါ်စာမရှိဘူးဒီတိုင်းပဲရှောက်လိုက်တာနော် US ဗီဇာရသွားတာပေါ့နော်ဆိုတော့ဒါကအဲ့ထဲမှာဖရားရဲ့မျက်နှာသားလည်းပါမယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ပဲဒီပြင်ဆင်မှုအဲမှာခုနပြောတဲ့အဲ့ဒီလက်မှတ်တွေကလည်းအများကြီးအထောက်အပံ့ပြုသွားတာ international qualification အဒီတယောက်ကရိုးရိုးလူမို့ပေါ့နော်နိုင်ငံတကာအဆင့်နီးပညာရက်တခုပိုင်ဆိုင်ထားတယ်ဆိုပြီးတော့ပြီးရင် US ကိုသွားတော့မှလည်းမလေးရှားရန်ကုန်နေမလေးရှားမလေးရှားနေဂျပန်ကို transit နဲ့သွားတယ် ဂျပန်မှာခဏနားရဲပေါ့နော်၃နိုင်လောက်နာအဲ့မှာပြောက်တယ်ဟိုသွားလိုက်ဒီသွားလိုက်၃နိုင်လောက်ဆိုနည်းနည်းကြားရဲပေါ့နော်လဲလဲအဲ့ဒီလေကွင်းထဲမှာသွားနေတဲ့ချိန်မှာအဲ့မှာ security တယောက်ကပေါ့နော်လာမေးရဲပေါ့နော်လဲတော့မလဲဆိုပြီးတော့သွားလိုက်ပြောက်တယ်ဆိုတော့ဒီတယောက်ကမာလဲပေါ့နော်သူကစိတ်ဟမတင်ကားလို့နေမှာပေါ့အဲ့မှာ US သွားမှာဒါဆိုရင်ခင်ဗျားရဲ့ visa လက်မှတ်တွေပြချပါဆိုပြီးတော့ passport ပြရဲ visa ပြရဲလက်မှတ် visa ကျတော့သူက visit visa ပေါ့နော် visit visa ဖြစ်တဲ့အခါပြန်လာရမယ် ဆိုတော့ခမရလည်းနေပြန်လာမှာလဲကျွန်တော်ဟိုမှာတငယ်ချင်းနေနဲ့တွေ့မှာပြောလို့မရတေဘူးတလားလောက်တော့ဖြစ်မယ်ဒါဆိုပြန်လာမဲ့လေလက်မှတ်ဆိုတော့နေတယ်ကျွန်တော်မဝဲထားလေပြန်လာမဲ့လက်မှတ်ကမဝဲထားတော့မရှိဘူးမဝဲရတေဘူးလို့ပဲအင်္ဂလိပ်လိုပဲပြောတာအဲ့ခါမှာ तू ကနည်းနည်းရစ်ချင်တာအဲ့ဒီ security ကအရင်ကတော့ तू တို့သူတို့ရဲ့လုတ်ပိုင်ခွင့်ပေါ့နော်ဒါပေမဲ့အဲ့လောက်ထိတော့လုံးလုံးတော့မရအောင်ဒါပေမဲ့သူတို့ရဲ့လုတ်ပိုင်ခွင့်နည်းနည်းလုံးတာဆိုတော့အဲ့ဆိုခမရကအပြန်လက်မှတ်မရှိရင်ဟိုဘက် US ရောက်ရင် US ရဲ့ လင်ကွင်းလာဝကမှာ immigration ကနေခင်ဗျားကိုဝင်ခွင့်ပေးမှာမဟုတ်ဘူးအဲတော့ခင်ဗျားအပြတ်လက်မှတ်ရှိဖို့လိုတယ်ဆိုတော့မတင်အခုပဲကမန်းကဒန်းပြန်ဝယ်ရမယ့်ပုံမျိုးဖြစ်နေတာဟုတ်လားလို့ဘောနော်ကျွန်တော်ကဟိုမှာတငယ်ချင်းတွေကခေါ်ထားလို့သူတို့ကပဲဝယ်ပေးမှာကိုရောက်မှပဲပြန်မဲ့ချင်းတိမတိရသေးဘူးဘာနေလဲမဟုတ်အားချက်တော့လည်းမဟုတ်ဘူးဒါအမေကိုဖက်ကနေလည်းဝင်ခွင့်ပေးမှာမဟုတ်ဘူးအပြက်လက်မှတ်မရှိဘူးဆိုပြီးတော့အဲ့လိုမျိုးနဲ့ချိန်တင်းတွေဖြစ်နေတဲ့ချိန်မှာကျွန်တော်က ်ဂျပန်လိုချက်ချင်းပြန်ပြောလိုက်သူ့အင်္ဂလိပ်စကားနဲ့ပြောနေတဲ့အခါကိုဂျပန်လိုချက်ချင်းပြောင်းပေးလိုက်တယ်အမဂျပန်လိုဘာလဲပြန်ပြောတဲ့အခါမှာ तू ကအကုန်လုံးကြားသွားတယ်ဘောနော်ခုနက तू တားချင်နေတဲ့ရကိုလင်းပေါ်ပေးမတက်မဲ့လိုမျိုးပုံစံမျိုးအဲ့ဒီလက်မှတ်ပါမပြနိုင်ဘူးအဲ့လိုမျိုးဖြစ်တဲ့ချိန်မှာကျွန်တော်ဂျပန်လိုပြောလိုက်တော့သူကချက်ချင်းအော်ပြီးတော့အကုန်လုံး short ပြီးတော့မဟုတ်လားဒါဆိုရင်ခင်ဗျာအာလေလက်မှတ်တော့ပြန်လက်မှတ်တော့လှုပ်ထားလိုက်တော့ဆိုတော့ကျွန်တော်လည်းဟုတ်ပြီ ကျွန်တော်တငယ်ချင်းတွေမာလိုက်မယ်။ဟိုငယ်လှုပ်ရအောင်လှုပ်လိုက်ကိုရောက်ဖို့အမိလှုပ်လိုက်မယ်ဆိုပြီးတော့ပြန်ပြောတဲ့အခါမှာသူကအမှချက်သွားတယ်။ဆိုတော့ကနိုင်ငံခြားသားလူမျိုးတွေတို့မတင်ကားတဲ့သူတွေအများကြီးရှိမှာပဲ။သူတို့တွေ့ကြုံကြရတဲ့ရှင်လက်ရှိမှာပေါ့နော်။သူတို့ဘက်ကနေလှုပ်ပိုင်ခွင့်နဲ့လှုပ်တယ်ဆိုပေမဲ့ကိုအင်္ဂလိပ်လိုလဲတတ်တယ်။နောက်ဆုံးဂျပန်လိုပြောလိုက်တဲ့အခါမှာသူတို့ချက်ချင်းအောက်ပြီးဟာဒီတယောက်ကနည်းနည်းတော့မဟုတ်ဘူးပေါ့နော်။တာမန်လူမဟုတ်ဘူးဆိုတော့သူတို့ကလူမျိုးထင်သွားတာထင်တယ်ပေါ့။လို့နဲ့အမှမလို့တော့ဆိုတော့လွတ်သွားတယ်ပေါ့နော်။ ဆိုတော့ပြောချင်တာက certificate တွေကတော်တော်လေးပုံဝင်နေတယ်။အားလုံးကျွန်တော်တင်နန်းမှာအခုကျွန်တော်လွန်နေ SSCI ကလင်းမြို့မှာရှိတယ်။ No semester ဖြစ်တယ်။ကျွန်တော်တင်နန်းကျောင်းက COVID တိုင်းကတုံးနေဆက်တဲ့တင်နန်းကျောင်းထူးချွန်ဆူရထားတယ်။ပြီးရင်တက္ကသိုလ်ပထမဆုဒုတိယဆုမြန်မာတပည့်လုံးပထမဆုဒုတိယဆုနဲ့ရှစ်ဦးကနေစကူရရှိခဲ့တယ်။အဲတင်နန်းကျောင်းမှာစာပွဲတွေဖြည့်ပြီးတော့ဥမာ level 3ဆိုရင်သူက3ဘာသာ4ဘာသာ5ဘာသာထိဖြည့်တယ်။တချို့က တဘာတာလောက်ကြာရင်ကျန်တဲ့ဘာသာတွေဘာကြာတယ်လို့တို့ထင်တာပေါ့နော်ဒီဆိုမြန်မာပြည့်စဲတဲ့ပုံပန်းလို့မျိုးထင်ပြီးတော့တို့ certificate တွေလာမယူကြောက်ပြဟိုတဘာတာလောက်ကြာရတော့မယူဘူးတော့ဘာတာလောက်ဖြည့်ပြီးတော့တဘာတာလောက်ကြာတယ်နဘာတာအောင်တော့အောင်တဲ့ဟာထွက်လာတယ်လေဆိုတော့အဲ့ဒီလက်မှတ်တွေတော်တော်လေးတုံးဝင်တယ်ဆိုတော့ပြောပြချင်တယ်အဲ့ဒါကိုကဘယ်နေရာတွားတွားတခြားမြို့ပြောင်းပြောင်းနိုင်ငံခြားတွားတွားတွေယူသွားရမှာအဲကြောင့်ဒီနေ့ဆင်းလက်မှတ်လာမျိုးတည်တဲ့ဟာတွေအပုံကြီးရှိတယ်ရုံခန်းထဲမှာเนาะပြန်ပြီးတော့ လာယူကြပါလို့ကိုအောင်တဲ့ဘာသာအတွက်ရှိတယ်နော်ကဲကျေးဇူးများပြင်ပါတယ်အောင်မြင်ကြပါစေ